ယေရှုတက်တော်ဆွန့်စင်မှာခရိယံဘာသာမပေါ်သေးဘူးတဲ့အဲ့ဒါလေးကိုကျွန်တော်တင်လိုက်တာပေါ့နော်ဒါဒါအောက်တန်းစားသီယိုလော်ဂျီလို့ lower class သီယိုလော်ဂျီတွေသင်နေတာပေါ့နော်နှစ်ယောက်ဒါ9မိနစ်မြတ်နေပေါ့နော်9မိနစ်မြတ်နေရဲ့နောက်တစ်ယောက်ကဘယ်သူလဲဆိုတော့အဲ အဲသူနဲ့မိသဟာရရှိတဲ့ဟိုဒေးဗစ်ငလားပေါ့နော်ကိုဗစ်ငလားရဲ့ခရိယံဆိုတာအဲဘာသာဆိုတာဘာညာတာရကာပေါ့အဲ့ဒါကဟိုဟိုလေဟိုလမ်းကြိုလမ်းကြားဗျကလာလမ်းကြိုလမ်းကြအဲ့ဒီအေးဝင်ကလေးပြောတဲ့ဟာကျွန်တော်နှိမ်ပြောတာတော့မဟုတ်ဘူးပေါ့နော်အေးဝင်ကလေးဆရာအသေးလေးတွေပေါ့ယုံရင်ပြီးရောယေရှုကိုလက်ခံရင်ပြီးရောသူကမျိုးစုံနီးမျိုးစုံနဲ့ပရိယေနဲ့ပြောတာပေါ့နော်မုံမြတ်သောအေးဝင်ကလေးတရားကိုပရိယေနဲ့ပြောတာအဲ့ဒါကစတိန်ချင်းအမင်္ဂလာ မုံမြတ်သောဧဝံဂေလိတရားအဲ့လိုမပြောနော်အမှန်တိုင်းချပြဒါဘာခေါ်လဲခရိယံမပေါ်သေးဘူးခရိယံဟာဘာသာတရားဟာကိတ်တင်ချင်းမပေးဘူးဆိုတဲ့စကားမျိုးဒါမျိုးတွေပြောနေတာပေါ့ဒါဒါ classical gospel ဟုတ်နော်မုံမြတ်သောဧဝံဂေလိတရားမဟုတ်အဲ့ဒါလာပြီးတော့ကျွန်တော်အဲ့ဒါလေးပေါ့နော်အဲ5မိနစ်မြတ်နေလို့အဲဒေးဗစ်ငလာတို့နောက်နောက်ပေါက်ကလေးတွေပေါ့ အဲ့တော့ဟိုမရောက်ဒီမရောက်ဒီအဲ့လိုပြောနေတာတူလို့ကျွန်တော်ကအဲ့ဒီအရာလေးတင်လိုက်တာပေါ့ဗျာအဲ့ဒါလာပြီးတော့မတော်တခေါက်သူ့ရဲ့ဝီဇာမျှစာတပည့်တပန်းနေလဲတူပါတယ်အဲ့ဒါတွေကလာပြီးတော့ ဟိုဟိုတပတ်တင်တန်းတပတ်တင်တာပေါ့ဗျာအဲ့ဒါလေးတွေတက်ပြီးတော့လာပြီးတော့တမန်တော်မှာခရိယံဆိုတာအဲခရိယံဆိုတဲ့ဟာကိုတမန်တော်ဝိထုမှာစပြီးတော့အခေါ်ခံတာလို့ပြောကျွန်တော်အဲ့ဒါကိုပြောတာမဟုတ်ဘာသာတရားကိုဘာသာတရားနဲ့ဖယားကို ပိုင်ချပြီးခွဲပြီးယေရှုနဲ့ခရစ်တော်ခွဲသလိုခွဲနေတာကိုကျွန်တော်ပြောနေတာ အဲအဲ့တော့နားမလဲပဲနဲ့နိုတမင်းနေရအဲသူတို့ဆရာကိုပြောတော့ဂျားဝင်ပြီးတော့ခေါင်းခံလာတော့ဗျာအဲသူတို့ဘယ်လိုခေါ်မလဲအဲဆရာတွေဂျားမှာသူတို့ဆရာတွေကိုထီတော့ယေရှုကိုသူတို့ပြောကျင်တိုင်းပြောတာယေရှုကိုဖယဘွားအဖြစ်သေးနဲ့ကော့ပန်းလဲသူတို့ပန်းကျင်တယ်လို့ပန်းဟာလေလုယအာမင်ထူးနေတာအဲသူတို့ကိုးဝယ်တဲ့အဲဆရာသူတို့ဆရာကိုသူလူဆရာကိုသူထီတာနဲ့လာဆဲတာပဲလာဆဲတာပဲအဲလူဆရာက ယေရှုကိုသေးနဲ့ကော့ပန်းနေတာယေရှုကခရစ်တော်မဟုတ်ဘူးလို့ပြောလို့ပြောယေရှုခမီးတော်ကသားတော်မဟုတ်ဘူးသားတော်ကခမီးတော်မဟုတ်ဘူးလို့ပြောတယ်လို့ပြောချင်တယ်လို့ပြောသေးနဲ့ကော့ပန်းနေတာဖယောဘွားလို့ပြီးတော့ပန်းနေတာအဲ့ဒါအဲ့ဒါကြာဟာလေလုယအာမင်တူးနေတယ်အဲသူတို့ဆရာကပြောနေတာအမားနေတယ်မင်းဒါနော်အောက်တန်းစားနော်တီအိုလော်ဂျီတွေလိုက်သင်နေတယ်ဒါနော်ဘယ်လိုခေါ်မလဲဗျာအာလာအာ reverend reverend အာလာ reverend တယောက်ဟာအတိတ်ခါရတာဆရာတယောက်ကဒီလိုစကားမျိုးပြောဖို့ဟမ်ဘယ်လုံးမှမပြောအောင်ပြောမပြောအောင်ဒါ ethic ခေါ်တယ် ethic ခေါ်ဘာသာတရားကိုဒီလိုဖိတ်ချလို့မရအောင်ခရိယန်ဆိုတာဘာသာတရားဆိုကေတင်ချင်းပေးတာမဟုတ်ဘူးလို့ပါလားအဲ့ဒါ very lower class နော်မုံမြတ်တော်ဧဝံဂေလိတရားမဟုတ်နော်ယေရှုခရစ်တော်ဟာယေရှုခရစ်တော်ဟာဗက်တိဇန်ဆရာယောဟန်ရှိမှာနှစ်ချင်းခံတယ်အဲ့ဒါဘေဘာသာဝင်တာ နော် မေရောက baby jesus ကိုဟမ်အရေပြားလီချင်းမင်္ဂလာပေးတာဘယ်ဘာသာကိုဝင်တာလဲမေမေရောမာရီနဲ့ယောသကဘယ်ဘာသာကိုဝင်လဲနော်အဲအဲ့တော့ဘာသာတရားကကဲတင်ချင်းမပေးဘူးမပေးဘူးနဲ့ပြောနေတာနော် religion နဲ့ relationship တို့ဆိုတော့ နားမလဲတဲ့နလဘိန်းတို့နေပေါ့အဲ့ဒါကျွန်တော်အခုတရားနေပြောပြလိုက်တာနော်လာပြီးတော့တမန်တော်ရောက်မှခရိယာလို့ခေါ်တယ်ဘာညာတဲ့လာပြီးတော့နိုတမင်းပေါ့ဗျာသုံးရဲ့တင်တန်းဘုန်းကြီးပေါ့သူတို့ဆရာတွေတင်ထားတဲ့ဟာဖြုတ်အောင်တော့ပေါ့ဗျာအဲ့ဒါဒါကြောင့်မလို့ကျွန်တော်ပြောတာ68ရာခိုင်တော့ငရဲသွားမှာမင်းတို့အဲ့ပါမွားတွေကိုငါမပြောဘူးအဲ့မင်းတို့ယုံကြည်နေတဲ့လူတွေမင်းတို့ပါမောက်ခတွေចောင်းអុកសရာတွေသင်တန်းចောင်းက ကျန်းစာကြောင်းကပေါင်မောက်ခတွေနော်အဲ့ဒီအကောင်ကြီးရဲ့တရားမှာ68ရာခိုင်နှုန်းငရဲသွားရအဲ့ဒါသမာကျန်းစာကပြောတာဘာလို့လဲဖရားသုံးမှာပုဂ္ဂိုလ်သုံးမှာဖရားသုံးသူကျဲနေတာအဲ့ဒါ homo eusius နဲ့ hetero eusius ဆိုတင်နေတာအဲ့ဒါကိုလာပြီးတော့ပြောနေတာဟောနော်ကျွန်တော်မေးနေတာဒါဆိုရင်ဗက်တိဇန်ဆရာယောဟန်လူအဖြစ်တာလားဖရားအဖြစ်တာလားတဲ့ယေရှုခရစ်တော်ကမေးတယ်ဘယ်အဖြစ်တာလဲ ဘုရားဖြစ်တာဆိုရင်ဘယ်လိုဖြစ်လူကဖြစ်တာဘုရားဖြစ်တာလားအဲ့တော့ဂျူးပါတာခိုးပြီးတော့ဂျူးဖျားသခိုးတွေဂျူးကိုပြန်ဂျူးနေတာဂျူးဖျားကိုခိုးလာတယ်မိုနိုတီစင်ဘုရားကိုတစုတပါးတည်းဘုရားကိုခိုးလာပြီးတော့ပုပ်ကိုသုံးပါဘုရားသုံးစုလို့ပြီးတော့ခမဲတော်ကိုရှင်မသားတော်ဘုရားကိုသူတို့အပြစ်ကြွေးကံကြွေးတွေတင်ပြီးဖယေဘွားရှင်မအခိုင်းပြီးဖတ်တာတားစင်တင်သတ်ပြီးတော့ criminal substitution လုပ်နေအဲ ပြီးတော့ပါလဲဘာသာတရားကိုပါစော်ကားနေမုံမြတ်သောဧဝံဂေလိတရားမဟုတ်ဘူးအဲ့ဒါအောက်တန်းစားဧဝံဂေလိတရားဒါလား lower class ဧဝံဂေလိတရားအဲ့ဒါလေးကိုကျွန်တော်ဟိုပြန်ပြီးတော့ပြန်ရှင်းပြလိုက်တာလာပြီးတမန်တော်ဝိထုတို့ပါလို့မိချောင်းမေးလေရေကင်းပြလာပြောနေငါအဲ့ဒါတွေမသိပဲနဲ့မင်းတို့ဆရာကိုပြောနေယေရှုတော်ဝါကလိုက်မှာအော်အဲ့ဒါလေးပေါ့နော်ဟုတ်တယ်လို့လို့ရှိတော့ပေါ့နော်အဲ့ဒါအပေါ်စားပေါ့ဗျာအဲ့ဒါအဲ့ဒါ အပေါ်စားဟိုဟိုတေဦးညူနဲ့ဒီမှာဖရင်ပါလာမပေါ်သေးဘူးဒါကြောင့်မို့ယေရှုလောဘကလေးမှာအော်အဲ့ဒါလေးပေါ့နော်ဟုတ်တယ်လို့လို့တော့ရှိတော့ပေါ့နော်အဲ့ဒါအပေါ်စားပေါ့ဗျာအပေါ်စားဟိုဟိုတေဦးညူနဲ့နေပြီးတော့အဲတင်ချလိုက်ပြီးတော့တကယ်ယေရှုလောဘကလေးမှာအတေခံခြင်းပါ ရိယာမပေါ်သေးဘူးဆိုပြီးတော့ဒီဘုရားကအဲအဲ့ဒါလေးအဲ့ဒါလေးကိုအခုအဲကျွန်တော် reply ပြန်ပေးလိုက်တာလာပြောနေလို့ comment နေမှာအဲအဲ့ဒါလေးကို reply ပြန်ပေးလိုက်တာခရိယာဆိုတာငါမသိပဲနဲ့မင်းတို့အဲ노ဒမေးအဖေဘွားငါမနေမျက်နေကိုငါပြောမနေဘူးငါပြောနေတာကိုမင်းတို့ဆရာသိတယ်သိတယ်မင်းတို့ကမသိဘဲနဲ့လာပြီးတော့မင်းတို့ကကြောင်းဝင်ပြီးတော့မင်းကဖိန်လာကုန်းနေကြတာသိလား ငါအခုဘာပြောနေတယ်ဆိုတော့အဲ့ပို့ဆိုတင်လိုက်တယ်ပို့ဆောင်ဖြတ်ချသွားပြီဖြတ်ချသွားပြီတင်တဲ့ကောင်ကတော့ဖြတ်ချသွားပြီမင်းတို့ငါပြောနေတဲ့ဟာဘာကိုပြောနေတယ်ဆိုတော့ तू ကသိတယ်မသိတာမင်းတို့မင်းတို့ငါတနာရတယ်လို့အဲ့ဒါကြောင့်ပြောတာအဲ့ဒါမင်းတို့တနာရတယ်လို့တလောက်ပဲနော် God bless you အေးနော်စမ်းစာဖတ်ကြစမ်းစာဖတ်ကြကိုယ့်ဟာကိုယ်စမ်းစာဖတ်ကြတဲ့လား68ရာခိုင်နှုန်းတရားဟောနေတဲ့မြန်မာနိုင်ငံကတရားဟောနေတဲ့ဆရာ တရာမှာ68ရာခိုင်နှုန်းသေချာပေါ့ငရဲသွားမှာအဲ့ဒါမင်းတို့ကတော့မင်းတို့ဘယ်သွားမလဲမင်းတို့ကမင်းတို့စဉ်းစားငါအဲ့ဒါစမ်းစာဖတ်ကိုယ်တိုင်ဖတ်ဖို့ပဲသတိပေးလိုက်တယ်မေတ္တာနဲ့သတိပေးလိုက်တယ် God bless you everybody